ဒိဋ္ဌံပြုပဲထိမ့်သိမ့်လို့ပန်းဆိုတဲ့စကားဆိုလို့ရှိရင်စခန်းလို့လည်းပြောလို့ရတယ်ဗျရှံဝဟာရနဲ့လုံးဆိုတာတော့ကြီးမားတယ်လို့အတိတ်ပဲရပါတယ်စခန်းလို့လည်းပြောလို့ရတယ်စူရက်လို့လည်းပြောလို့ရတယ်ဗျပန်းဆိုတာအခင်းကျင်းနေကျင်းပါတဲ့နေရာလို့လည်းပြောလို့ရတယ်ဗျတူဝိဒေတာကဒီလိုမျိုးဝိဒေတာမျိုးရှိတဲ့အတွက် ပင်လုံမြို့ဟာအင်မတားမှာအထွတ်အထိပ်ကျတဲ့နေရာဖြစ်ပါတယ်မနင်္ဂလာလွတ်လပ်ရေးသမိုင်းမှာအရေးပါခဲ့ပြီးတောင်တန်းသားနဲ့ပြည်မပေါင်းစည်းရေးအတွက်အဓိကကြတဲ့မှတ်တိုင်တစ်ခုဆက်ထူနိုင်ခဲ့တဲ့ပင်လုံမြို့ဟာဆိုရင်ရှမ်းပြည်နယ်တောင်ပိုင်းလွိုင်းလင်းခရိုင်အတွင်းမှာရှိပါတယ် မာနိုင်ငံရဲ့ရှေ့အလဲပိုင်းဒေသတစ်ခုလို့ပြောရမယ်။ရှမ်းပြည်နယ်ရဲ့တောင်ပိုင်းနဲ့မြောက်ပိုင်းပေါင်းစုံတဲ့အလဲဘိုချက်ကြရာနေရာတစ်ခုလည်းဖြစ်ပါတယ်။အရင်ကရှမ်းပြည်နယ်တောင်ပိုင်းလေကြားစော်ဝါးကြီးရဲ့အုပ်ချုပ်မှု အောက်မှာရှိတဲ့မထင်မရှားကြီးရွာလေးအဆင့်ကနေခုဆိုလွိုင်းလင်းခရိုင်တွင်းမှာပါဝင်လာပြီးကြီးလက်ရနဲ့မပြေသေးတဲ့သမိုင်းဝင်မြို့ငယ်လေးတစ်ခုပါ။ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း၄၄၀၀ကျော်မြင့်ပြီး ျမ်းပြည်နယ်ရဲ့မြို့တော်တောင်ကြီးကနေ64မိုင်ကွာဝေးပါတယ်။လန်ခီမာဟိုဘုံမိုင်းပေါ်လွိုင်းလင်းစတဲ့မြို့တွေကိုဖျက်ပြီးခရိုင်မြို့ဖြစ်တဲ့လွိုင်းလင်းနဲ့တချင်ကစန်းစော်ဝါအုတ်ချုပ်ရေးမြို့တော်လဲချမြို့ကြားမှာရှိပါတယ်။အဲ့ဒီနေရာမှာလွန်ခဲ့တဲ့2.80က ကျော်အောင်ဆန်းဦးဆောင်တဲ့ဗမာအစိုးရအဖွဲ့နဲ့ရှမ်းချင်းကချင်စတဲ့တိုင်းရင်းသားခေါင်းဆောင်တွေဟာဘီရှာကိုလိုနီလက်အောက်ကနေတောင်တန်းပြည်မှမခွဲကြဘဲအတူတကွာလွတ်လပ်ရေးအရယူကြဖို့သဘောတူညီခဲ့ကြပါတယ်ဒီတော့တူညီခြင်းရဲ့အဓိကအမှန်းချက်ဟာဆိုရင်တိုင်းဒါချင်းချင်းပူပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုပန်းနိုင်ကိုဥတည်နိုင်ဖို့ပါပဲထောင်948ခုနှစ်ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာတော့ပင်လုံစာချုပ်လို့ခေါ်တဲ့တောင်တန်းပြည်မှာပေါင်းစည်းရေးမှုကိုသဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကြပြီးအဲဒီလက်မှတ်ရေးထိုးခဲ့တဲ့ဖေဖော်ဝါရီလ12ရက်နေ့ကိုလည်းဖြီအောင်စုနေလို့သတ်မှတ်ခဲ့ပါတယ် မာတီဘရင်ခံဤအမှုဆောင်ကောင်းစီမှာအဖွဲ့ဝင်ချို့နဲ့စပ်ဖများအားလုံးတို့အပြင် ရှမ်းပြည်နယ်များ ကချင်တောင်တန်းဒေသများနဲ့ချင်းတောင်တန်းဒေသတို့မှကိုယ်စလဲများတို့တက်ရောက်ကြသောပင်လုံမြို့တွင်ကျင်းပသည်အစီဝေးကြီးတရက်တွင်ဂျားဖြတ်မြမအစိုးရနှင့်ချက်ချင်းပူပေါင်းခြင်းအပြင်ရှမ်းကချင်ချင်းတို့သည် လွတ်လပ်ရေးကိုပို့၍လင်းညံစွာရရှိလိမ့်မည်ဟု အစီဝေးတက်ရောက်သူ အဖွဲ့ဝင်တို့ကယုံကြည်ကြသည့်အတိုင်းအစီဝေးတက်ရောက်သူအဖွဲ့ဝင်တို့သည်ကန့်ကွက်သူမရှိဘဲအောက်ပါအတိုင်းသဘောတူညီကြလေသည်ဖေဖော်ဝါရီလ12ရက်နေ့ရောက်တိုင်းပြည်တော်စုနှင့်အထိမ်းမှတ်ခမ်းနားတွေကို နိုင်ငံတော်ဝန်မှကျင်းပခဲ့ကြပြီးပြည်တော်စုကြီးအုံရှိတည်တံ့ခိုင်မြဲဖို့ တောင်တန်းသားတွေနဲ့ပြည်မသားတွေသွေးစည်းညီညွတ်ကြဖို့ရည်ရွယ်ချက်ကောင်းတွေရှိခဲ့ကြပါတယ်ဒါမဲ့လွတ်လပ်ရေးရပြီးနောက်ဖြီးတွင်းစစ်ခရဲကနေတိုင်းရင်းသားချင်းချင်းယုံကြည်မှုယော်နယ်လာခဲ့ကြပြီးပင်လုံရဲ့အနှစ်သာရနဲ့ဂရိဂရိုးတွေလည်းတဖြည်းဖြည်းမိမ့်မိန်ခဲ့ရပါတယ် အဲဒီနောက်အာနာရှင်စနစ်ကြီးဆိုးခဲ့တဲ့တိုင်းပြည်ရဲ့အခြေအနေကြောင့်တိုင်းရင်းသားသွေးစည်းညီညွတ်မှုကိုဟန်ပြအနေနဲ့သာဖော်ဆောင်နိုင်ခဲ့ပါတော့တယ်အဲ့မှာပင်လုံးမြတ်မှာတော့တမိုင်းတော့ဝင်သွားပြီပို့ချောင်းဆန်းတော့ပို့ချောင်းဆန်းရတမိတော့ဆန်းစုကြည့်လဲလာတွေ့ပါပြီ ကျောက်တိုင်အစ်တမန်နဲ့တွေ့သွားပြီပဲဒါပေမဲ့ကျောက်တိုင်ကပထမရေးထားတာတော့တောင်တန်းစားနဲ့ပြီမပူပေါင်းရေးစာချုပ်ကျောက်တိုင်လို့ရေးထားတယ်အခုတော့ပြီမနဲ့တောင်တန်းသားစာချုပ်တောက်ကျောက်တိုင်ပြီတော့ဒီလိုပြန်နေတာပေါ့ပြည့်လက်လန်သွားတာပေါ့ဒါပေမဲ့ကျွန်တော်ချမ်းလူမျိုးချမ်းလူရောတော့ဒီတိုင်းပါပဲသူများပေပုတ်ပေပုတ်ကျောင်းမတီလိုလာမျိုးတလူကိနာပဲအဲ့ဒါမှကောင်းကောင်းအရတားစီတော်နော်ဒီလိုမျိုးမှာတော့ ကိုယူပါတယ်အဖိုးလည်းဒီဒီမှာမွေးအခုတတိယစစ်စနစ်ပြည့်သွားပြီပျော်လဲပျော်တယ်လေဒါမဲ့လွတ်လပ်ရေးဆိုတော့ပြောတော့ပြောနေကြတာပဲဘယ်လိုလွတ်လပ်ရေးတော့တိတ်နားမလဲဘူးပေါ့နော်ဒါဆီဆက်ဆိုရင်တော့ဒီလိုမျိုးကြီးဒီထောင်ပြီးတော့မှမြတ်မြတ်တတ်တလေးရှိပါစေလို့တော့ညွန်မှန်းတော့ပေါ့နော်2019ခုနှစ်2020မြောက်ပြည်တော်စုနေမှာတော့ အာနာရှင်စနစ်ကြီးစိုးမှုအောက်မှာအမေရော့ခန်ဖြစ်ခဲ့ရတဲ့ပင်လုံမျိုးလေးနဲ့တိုင်းရင်းသားသွေးစည်းညီညွတ်ရေးကြိုးပမ်းမှုဟာပြန်လည်အသက်ဝင်လာခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။နှစ်ပေါင်း80အတွင်းပထမဆုံးချိန်နိုင်ငံတော်အဆင့်အခမ်းအနားကြီးတစ်ခုကို ပင်လုံမျိုးလေးမှာတခုတ်တရကျင်းပတော့မှာမို့ပင်လုံမျိုးသားတွေနဲ့ရွာနီးချုပ်ဆက်ကပင်လုံချစ်သူတွေဟာဖေဖော်ဝါရီလဆန်းပိုင်းကလေးကတက်ကြွဆိုင်ပြင်းနေကြတာပါ။ဒီဘွဲဟာဆိုရင် တကယ့်ကိုအရေးပါတဲ့ ိုင်ငံတော်အဆင့်ဥဆောင် ကျင်းပတဲ့ပြည်တော်စုပွဲကြီးတစ်ခုပင်လုံမြို့မှာပထမဆုံးအကြိမ်ကျင်းပခွင့်ရခြင်းလည်းဖြစ်ပါတယ်။အနေနဲ့အရရက်ကတိုင်းရင်းသားလူမျိုးပေါင်းစုံဟာပင်လုံမြို့ကိုအရောက်လာခဲ့ကြပြီးပြည်တော်စုပွဲတော်ကြီးကိုဆင်နွှဲခဲ့ကြပါတယ်။ပင်လုံမှာတရေတည်ခဲ့တဲ့တိုင်းရင်သားသွေးစည်းညီညွတ်ရေးနဲ့ပင်လုံကမွေးဖွားပေးလိုက်တဲ့ပြည်တော်စုကြီးအတွက်ပင်လုံသားတွေဂုဏ်ယူမဆုံးဖြစ်နေကြတာကိုလည်း တွေ့ရပါတယ်ကျွန်တော်ဒီပင်လုံမြူတာတယောက်ဖြစ်ရတာတော်တော်လေးကုံယူပါတယ်ခင်ဗျာ။မဖြစ်လို့လဲဆိုတော့ဒီပင်လုံမြို့ကြီးဟာကျွန်တော်တို့ကဘာတိတနိုင်ငံလုံးတည်တဲ့ပြည်တော်စုမြန်မာနိုင်ငံကြီးဖြစ်ပေါ်လာတဲ့နေရာဖြစ်လို့ဒီမြူတာဖြစ်ရတာကျွန်တော်တအားကုံယူပါတယ်။ မကြုံခဲ့ဘူးပါဘောဗျာဒီတနေ့ကျင်းပတဲ့ပွဲတော်ကြီးရဆိုလို့ချင်းအီမတမပီတိဖြစ်ပါတယ်။ဘာဖြစ်လို့ပီတိဖြစ်ရသလဲဆိုလို့ချင်းကျွန်တော်တို့တိုင်းရင်းသားညီအကိုမောင်နှမတွေကျွန်တော်တို့မမြင်ဘူးတဲ့တိုင်းရင်းသားတွေညီအကိုမောင်နှမတွေကိုမြင်ရတဲ့အတွက်မလို့ယင်ထဲမှာအီမတမ်းမှာဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။အရင်တော့ကျွန်တော်တို့ဖြတ်တန်းလာခဲ့တဲ့ပြည်တော်စုနေ့ပြည်တော်စုပွဲဆိုတာဟာအဝတ်အစားကိုငားပြီးမှပြုလုပ်ခဲ့တဲ့ ပြည်တော်စုပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့မြင်နေရတဲ့ပြည်တော်စုဟာဆိုလို့ရှိရင်တိုင်းနယ်ပြည်နယ်အတီးတီးရလာတဲ့ညီအကိုမောင်နှမတွေကိုယ်တိုင်ကျွန်တော်တို့မြင်ရတဲ့အတွက်သူတို့ပြောနေတဲ့စကားလေးတွေကြားရတဲ့အတွက်အင်မတန်မှဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်ခင်ဗျာပင်လုံကြောက်တိုင်းစိုက်ထူထားတဲ့ပင်လုံပန်းချံမှာကျင်းပတဲ့290မြောက်ပြည်တော်စုနေအခမ်းအနားကိုတော့နိုင်ငံတော်ဤအတိုင်းပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်နဲ့ပြည်တော်စုအဆင့်ဝင်းကြီးတွေတက်ရောက်လေးပြုကြတဲ့အပြင်ပင်လုံစာချုပ်မှာလက်မှတ်ရေးထိုးခဲ့တဲ့ ိုင်းရင်းသားကိုယ်စားလှယ်တော်ကြီးတွေရဲ့မိသားစုဝင်တွေပါတက်ရောက်ခဲ့ကြပါတယ်။ဒါအပြင်ဒေါအောင်ဆန်းစုကြည်နဲ့တိုင်းရင်းသားလူငယ်တွေရဲ့ငင်းချမ်းရေးစကားဝိုင်းလဲအထူးစီစဉ်တရအနေနဲ့ထည့်သွင်းကျင်းပခဲ့ပါတယ်။အဲ့ဒီမှာပါသွားတဲ့အချိန်မှာဒီ NCA ထိုးတဲ့လူတွေနဲ့ list စေလက်မှမထိုးတဲ့လူတွေဒီမှာတခုတော့အားလုံးကိုသတိပေးကြပါဒီ NCA ဒီမှာပါတဲ့ NCA စာချုပ်ကိုဆွေးနွေးပြီးတော့စာချုပ်ချုပ်ခဲ့တာဖြစ်ပေါ်လာတဲ့အချိန်မှာ ကျမတို့မပါပါမယ်အခုတချို့လက်မမထိုးရသေးတဲ့အဖွဲ့တွေပါခဲ့ပါတယ်ပါခဲ့ပါတယ်ကျမတို့ကမပါခဲ့ပါကျမတို့ကနေပြီးတော့အမွေဆက်ခံလိုက်တဲ့သဘောပဲသို့သော်ညာလေတာဝန်ခံမှုဆိုတာဟာပြည်သူလူထုရဲ့အကျိုးအတွက်လှုပ်ဆောင်မယ်လို့ဆိုပြီးတော့အဲတာဝန်ယူလာတဲ့အစိုးရအားလုံးမှရှိပါတယ်အဲ့တော့တာဝန်ခံမှုဆိုတဲ့ကိစ္စတစ်ခုခုကဘာလဲဆိုတော့ ဘာဖြစ်ဖြစ်ဟိုရင်လူတွေကလုခဲ့လို့ဆိုတဲ့အဲ့ဒီလိုအပြစ်ဖို့တာဟာတာဝန်ယူမှုမဟုတ်ပါဘူးအစရတယ်မသိဘူးလားဘာတွေလုခဲ့လို့ဆိုတော့မသိလို့ရှင်လည်းဒီအလုပ်မလုပ်သင့်ဘူးကျွန်တော်တို့သိတာပဲဘယ်လိုဘယ်လိုဘယ်လိုဖြစ်ခဲ့တယ်ဒီတမိုင်းစင်ကဘယ်လိုရှိခဲ့တယ်သို့တော်ညာလဲကျွန်တော်တို့ဟာကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေပေါ်မှာယုံကြည်မှုကျွန်တော်တို့ကိုကျွန်တော်တို့ယုံကြည်တဲ့အရေးပေါ်မှာအရေးပုံအရေးတော်ပုံပေါ့နော်ဒီမိုကရေစီအရေးတော်ပုံပေါ်မှာယုံကြည်မှုနဲ့ကျမတို့လုပ်ခဲ့တာ ဘယ်သူကတို့မပါတို့လက်ထဏထိုးခဲ့တာမဟုတ်တို့နဲ့မဆိုင်ဘူးကျမတို့ဘယ်တော့မှမပြောဘူးတချို့ဟာတွေကိုကျမတို့ညှိနှိုင်းနေဆွေးနွေးတယ်ညှိနှိုင်းလို့ဆွေးနွေးလို့ရတယ်ဘောင်အတွင်းကနေပြီးတော့အပေးယူလို့တယ်ဒီတော့အားလုံးကတော့ဒီလိုစိတ်ဓာတ်ရှိဖို့လိုပါတယ်1946ခုနှစ်နှစ်စမ်းပိုင်းမှာပြုလုပ်တဲ့စော်ဘွားများညီလာခံကဆလို့ပင်လုံးကိုဥတီခဲ့တဲ့သွေးစင်းညီညွတ်ရေးဟာဒီနေ့အချိန်ထိညီညွတ်ရေးငြိမ်းချမ်းရေးအတွက်လေးထားနေရဆဲပဲဖြစ်ပါတယ် တချင်ကတလွဲအုံချခံခဲ့ရတဲ့ပင်လုံစိတ်ဓာတ်ကိုပြန်လဲအသက်သွင်းဖို့ကြိုးပမ်းမှုတရက်ကိုလည်း290ပြည့်ပြည်တော်စုနေခန်းနာကျင်းပတဲ့ပင်လုံမြို့မှာတွေ့ရပါတယ်။ဒါဟာပင်လုံစိတ်ဓာတ်အထွန်းရှိဖို့နဲ့ပင်လုံကစခဲ့တဲ့ငင်းချမ်းစွာအတူတကွာရှင်တွဲနေထိုင်ရေးစမှတ်ပြန်ပေါ်လာတဲ့သဘောလို့ဆိုရမှာပါ။တကယ်တော့ပင်လုံဟာမြန်မာတိုင်းရင်းသားအားလုံးအတွက်အတိတ်ပြစ်ဆုံးပံအနာဂတ်ဆိုတဲ့ကာလသုံးပါးစလုံးမှာအရေးပါစေ ဥတီယာစဲစန္ဒမူနာပြရာစဲဖြစ်တဲ့ငင်းချမ်းရေးတင်ဂေတာတစ်ခုပဲဖြစ်ပါတယ်ပင်လဖက်တာကဥပောင်းဆောင်ရည်ဖြစ်တယ်ဥပောင်းဆောင်ရည်ပြီးတော့အောင်မြင်အောင်လုပ်ပေးဖက်တာဖြစ်တယ်ဥပောင်းဆောင်ရည်ပြီးတော့ဒီဖက်တဲ့ပြည်တော်စုပြည်တော်မှာလည်းအောင်မြင်ထွေတော်နိုင်မှာပေါ့ဗျာပင်လဖက်တာနဲ့နောက်တစ်ခါပင်လဂတိကုဆိုတာလည်းဒီဒန်းလူကြီးဟိုဟလာလက်ခံပြီးတော့ဒန်းလူကြီးကို ကျင့်သုံးဖို့စိတ်ဓာတ်ဖြစ်တယ်ခုပြည်တော်သူတွေမှာဓာတ်လူရေးစနစ်ကိုကျင့်သုံးဖို့စိတ်ဓာတ်ဖြစ်တဲ့အတွက်ပင်လုံကလေးကိုကိုလည်းလက်ခံတယ်ဆိုရင်ပြည်တော်သူတွေမှာဓာတ်လူရေးအခြေခံတဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်တော်သူတည်ဆောက်သွားနိုင်မှာ